နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံကော့ဘဇာ KI Okia မြို့နယ်ကုတူပလောင်မွတ်စလင်ဒုက္ခသည်စခန်းမှာနေထိုင်တဲ့အမျိုးသမီး၂ယောက်စီကနေရာဘာဆေးပြား၉တောင်းနဲ့နောက်ထပ်လူငယ်၁ယောက်စီကနေဆေးပြား၁သိန်း၂တောင်းဖမ်းဆီးရမိခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေမှသတင်းဖော်ပြပါရယ်။ဇွန်လ၂၆ရက်နေ့ကဘင်ဒရိုဘင်ခိုင် နက်ကျောက်စရီမျိုးနဲ့အတွင်းစီနင်းမုံတစ်ခုမှာအဲ့ဒီအမျိုးသမီးနှစ်ယောက်စီကနေရပါစိတ်ကြွစေပြကိုတော့ဖန်စီရမိခဲ့တယ်လို့ဆိုပါရယ်ဖန်စီခံရတဲ့အမျိုးသမီးနှစ်ယောက်ဟာမြန်မာနိုင်ငံကဖြစ်ပြီးကုတူဘာလာမွတ်စလင်ဒုက္ခသည်စခန်းဘလောက်စီကဖြစ်တယ်လို့ပင်ဒရိုဘင်နျူးစ်မှာသတင်းဖော်ပြပါရယ်အမျိုးသမီးနှစ်ယောက်ဟာသူတို့ရဲ့အိတ်ထဲမှာရပါစိတ်ပြတွေကိုထည့်ပြီးနေဆက်ဖြတ်ကျော်တိဆောက်လာချိန်မှာ သိရှိရမိခဲ့တာဖြစ်တယ်လို့ကော့ပစာအခြေဆိုင်အမှတ်34 BGB တမှုဒုဗိုလ်မှူးကြီးကမီဒီယာတွေကိုပြောကြားပါရယ်။အဲဒီလိုပဲဇွန်လ22ရက်နေ့မနက်ပိုင်းကလည်းမွတ်စလင်ဒုက္ခသည်တယောက်ဖြစ်တဲ့မက်ရှာဟစ်စကူနစ်စီကနေရာဘာစိတ်ကြွဆေးပြားတသိန်း2000ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါရယ်။မြန်မာနေဆက်အနီးနက်ကြောက်စရီညိုနဲ့ခေါင်းတုံးတိုက်နယ်မှာလည်းအဲဒီလူငယ်ကိုစိတ်ကြွဆေးပြားတသိန်း2000နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါရယ်ရှင်။